အခုလိုလဲတွေနဲ့မိသားစုလိုက်ခྱི་သွာလာနေကြတာကတော့ပကံအာနန္ဒဖျားဝဲစီကိုပဲဖြစ်ပါတယ်လဲဝင်ယုံတန်တညဉ့်ဉ်ပကံဖျားပေါင်းဆိုသလိုကျန်စစ်သားမင်းကြီးတီထားကိုးကွယ်တော်မူခဲ့တဲ့အာနန္ဒဖျားကြီးရဲ့ဗုဒ္ဓပူဇနီးယပူဇော်ပွဲကိုအခုလိုပြသူလာတိုင်းကျင်းပကြတာပါကျွန်တော်နာမည်ကကိုတန်ကျောင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ဒီအနန္ဒဖျားဝဲရာဇဝတ်ပြည်ရောက်တဲ့ရောက်တဲ့ရှင်းနေပေါင်းကြားတော်တွေက ုသူဒါနာပြုတယ်ဘယ်လမ်းလာဘုရားဖိတ်ခေါ်ပါသည်ပကံမြေမြို့ ာနန္ဒာဘုရားကြီးရဲ့ဗုဒ္ဓပူဇနီယပူဇော်ပွဲကြီးကိုတလတိကျင်းပနေတာဖြစ်ပြီးယနေ့ရဝေးလာရောက်ကြသူတွေလည်းများပြားစီကားလွန်းလှပါတယ်။အဲဦးဇင်းကတော့ဒီပကံကြောင့်ဦးဘုရားမှာသတင်းသုံးတယ်ပေါ့။ဦးဇင်းရဲ့ဘွယ်ဟာဥရသာမြတ်သားလို့ခေါ်ပါတယ်။အဲ့တော့ဒီပထမအာနန္ဒာကြီးတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကျင်းပတာကတော့အရင်နဲ့ပြောရင်ဒီ ်သပစ္စည်းအတ္တမဆဲမဟာပဌာန်းယုကပူဇော်တာအချိန်ပေါင်း36ချောင်းရှိသွားပြီအဲ့ဒါဒီနာပကံကြောင့်ဒီသာတမျိုးနယ်လုံးကဒကာဒကမတွေအကုန်လုံးလာရောက်ပြီးတော့ဒီဘုရားကြီးကိုပူဇော်ကြတယ်ပေါ့နော်အဲ့တော့ဗနခံလာပြီနေဆိုလို့ရှိရင်လည်းဒီပကံကြောင့်တမျိုးနယ်လုံးကနေမသာပဲနေဒီဗမာပြည်အနေနဲ့ရရကနေပြီးတော့ ဒီလာရောက်ပြီးတော့ပူဇော်လူတန်းနိုင်တဲ့ပုံကိုယ်ကြီးရောအကုန်လုံးလာရောက်ပြီးတော့စမ်းတဲ့ပိတ်လုံးနဲ့သက်ကလူတန်းကြတယ်အဝင်အထွက်ခါကုန်တယ်လို့ channel လေးရဲ့အသေးအတဲ့ပါလင်းပွက်နဲ့ကတ်တဲ့ချင်းမောက်တွေကဗျာဆလွေကြီးပင်သာလိုက်လာကြည့်ဒီကဆလွေကောင်းပြောင်းသဝက်ပါတို့နဲ့ကျွန်တော်ကတော့ကျွန်တော်နာမည်ဥကျော်အောင်လို့ခေါ်ပါတယ်ကျွန်တော်နေထိုင်တာကတော့ညောင်းညွန်းနယ်ဒုံးနိုင်ကြီးရအုပ်စု ဲမနော်ကြည်ရွာမှာနေထိုင်ပါတယ်။ယခုကျွန်တော်တို့အာနန္ဒဗုဒ္ဓဘုရားရှင်ကပွဲကြီးမှာလာရောက်ပြီးတော့ဒီခုလိုတဲ့နဲ့သဘာဝကြကြလေးနဲ့အစင်လာမပြတ်လာရောက်ဖူးပြောနေရဘူး။နှစ်စဉ်နှစ်တိုင်းမပြတ်ခပါဘူး။ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အသက်နှစ်40ရှိပါပြီ။ကျွန်တော်ဒီအာနန္ဒဘုရားဘုရားရှင်ရပွဲတော်ကြီးမှာဆိုလို့ရှိရင်ကျွန်တော်အသက်နဲ့အမျှပေါ့ ပြက်ကွက်တဲ့နေ့ရလို့မရှိခဲ့သေးပါဘူးကလေးဘဝနေပြီးတော့ဒီခုချိန်ထိအောင်လဲကျွန်တော်တို့ဒီညောင်းညွတ်နယ်တွင်မှာရှိနေတဲ့ရွာတွေပေါ့နီးစပ်ရာနယ်တွေမှာရှိတဲ့ရွာတွေကနေပြီးတော့ကိုလှဲတွေကိုအုပ်စုတွေနဲ့ကိုနေထိုင်ပြီးတော့ဒီသောတဘာဝကြကြနဲ့ဒီအာနန္ဒဗုဒ္ဓဘုရားရှင်ကအမျက်စွာဖျားဝဲကြီးကိုစီစီကားကားတိုက်တိုက်မြိုင်မြိုင်နဲ့လာရောက်ပြီးတော့ခုညော်ခြင်းဖြစ်ပါတယ် မရတာမင်းပြင်ပြင်ဒီဘက်ကတော့ဒီဘာပေါ်လေအနန္တဘုဒ္ဓဘုဒ္ဓမြတ်ကိုတော့မနစ်စင်တန်ကမ်းကြဤသာသွားတာဒီမှာဒီမှာတော့ဟောပါပါတော့၄ရောက်ပါဆေးဘောင်းတော့ဒီရလုံးတော့မဟုတ်ဘူးပေါ့30လောက်ရှိမှာပါခမတ်ကြီးပေါ့ဘာပါဒီအနန္တဘုရားဝဲကိုကျွန်တော်ကြည့်ပါသနေနဝမဂေသဗယုတ်တေဝိသယုတ်တေ အရိယနဝနရိယနဝဝိကရေနဝအဝိကရေနဝပြီးခဲ့တဲ့ပြာသူလပြည့်နေ့ကဆိုရင်တန်ဃာတွေကိုသွန်းတပိတ်လူပွဲကြီးကျင်းပခဲ့ပါတယ်။ ော့ကျွန်တော်ဒီအနန္တဘုရားကြီးရဲ့ဘုရားပင်ရဘုရားပွဲတော်ကိုကျွန်တော်တို့တပည့်အကြည့်ကြည့်ခဲ့တဲ့စတဲ့ပြီနှစ်ပေါင်းမြောက်များစွာကျင်းပပြုလုပ်ခဲ့တာဆိုတော့သိပါတယ်ဒါလိုမလဲအကြည့်အင်းအနေနဲ့ကျွန်တော်တို့တွေ့ဆမှုတွေဘဝခင်ခင်နဲ့အရာမရှိခဲ့တဲ့အတွက်နှစ်ပေါင်းများစွာတော့ကြာရှိတဲ့အကြောင်းသိပါတဲ့အကြောင်းရှိပါတယ်အဲ့တော့အရာများစွာဘုရားကြီးဘုရားပုဒ်ကြီးကပုဂံမျိုးဟောသာသနာနယ်မြေမှာ ြည်လင်ခြင်းတန်စစ်သားမင်းကြီးရဲ့ကောင်းမှုတော်တူနိုင်ငံတော်အစိုးရအသည့်မှပြုသမိုင်းဝင်ဘုရားကြီးတစုဖြစ်ပါလေ။အဲကြောင့်ကျွန်တော်အနန္တမြတ်စွာဘုရားကိုစင်ဆက်မပြတ်လူမြင့်စင်နေနေတိုင်းကျွန်တော်ကြာသူလာလာသံရှေ့မှကြာသူလာပြီးကျိုး15ရက်အထိစီကားတိုင်းနေစွာကျွန်တော်သင်ရင်ကျင်းပလေရှိပါလေ။အဲတော့အနန္တမြတ်စွာဘုရားကြီးဒီကျွန်တော်တို့ဒီပွဲတော်ကြီးကိုလာရောက်ကြတဲ့ အဲနေမလည်းရတဲ့နေဝိုင်းလေးဆိုလို့ရှိရင်သူတို့ပြာသူလာတဲ့ဆင်းရဲကိုယ့်ရဲ့လောက်ကိုယ့်ရဲ့ဆင်းရဲလောက်ကနေသူတို့ရောက်ပြီးတော့အကြသူသားကြီးနေသွန်သမီးများလောင်းလို့ပြီးတော့ပြန်ရတာပါအဲတော့ရှေးဆင်းလာပြည့်ဒီလိုနေနေလာကြတာလည်းခဏစီရှိတဲ့ရှိတော့အားလုံးကမာလဲဧည့်သည်ကြီးစဉ်ဝင်လာပါဖြင့်ဒီနေဝိုင်းလေးကိုသူတို့မထမယဓမ္မမိလာလေးရိုက်ပြီးတော့ဒါကိုအထူးသဖြင့် အသိမဲ့ပြုတဲ့ဘုရားဝဲဖြစ်ပါတယ်လေဓာတ်ကြီးတွေနဲ့လာရောက်ကြသူရွာသားရွာသူတွေနဲ့ဒီပွဲတော်ကြီးဟာ စီကားခဲ့တာပါအဲနောက်တစ်ခုထပ်ပြီးတော့မာကြားခြင်းပါပေါ့နော် ောက်တစ်ခုထပ်မှာကြားကျင်တာကတော့အဲအားလုံးတော့အနေနဲ့ရရကဒကာဒကာမတွေအကုန်လုံးကုသိုလ်လိုချင်လို့မလို့ဒီအာနန္ဒဗုဒ္ဓပူဇဏီယပွဲတော်ကြီးကိုလာရောက်ပြီးတော့ပူဇော်ကြတယ်အဲကုသိုလ်လိုချင်လို့လာခဲ့တာအဲကုသိုလ်မရပဲငရေရသွားတဲ့အဖြစ်မျိုးတော့မဖြစ်စီချင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘလို့ငရေရနိုင်လဲဆိုလို့ရှိရင်အဲဖရာရဲ့ပဝိကျင်မှာနေပြီးတော့အဲကျင်ကြီးကျင်ငယ်ဆွတ်လာကအစ အဲအမိုက်တရိုက်ဒီပြစ်တာကအသာစီးမဲ့ကမ်းမဲ့ဆွပြစ်တာအဲအမိုက်တရိုက်ဒီစီးမဲ့ကမ်းမဲ့ဆွပြစ်တာဒီမြမယဉ်ကျေးမှုနဲ့မညီတဲ့အဲသွားလာလှုပ်ရှားပြုမှုပြောဆိုနေထိုင်မှုတွေပေါ့နောက်တော့ကဘုရားပရဝုန်နဲ့ပတ်သက်တဲ့နေရာတွေမှာဘုရားပရဝုန်ပတ်ဝန်းကျင်မှာအရက်သေးတာတောက်စာမူကြီးရဲ့ပြီးတော့ဟောဟစ်စုပူကောင်းချမ်းကြတာအဲနောက်တော့ကတချို့အဲဆိုင်ကယ်ဣဇောဒံတွေပေါ့ အဲသူများတွေကဘုရားတွေမှာအာယုံပြုလို့သူတို့လူငယ်တွေကဆိုင်ဆိုင်ဣသောတန်နေအကျေကြီးနေတဲ့ပဝင်းရင်ကိုစူညံမှုကိုဖြစ်စေတာအဲအဲ့လိုဟာသယုတ်ပြတဲ့အပြုမှုအပြောအဆိုအနေထိုင်တွေကတော့ဟိုဂိမ်းပတ်ဝန်းကျင်နဲ့လည်းမကောင်းဘူးကိုယ်ဘာသာရည်ကြည်မှုအတွက်လည်းမကောင်းဘူးအဲမိမိအတွက်လည်းမကောင်းတဲ့အတွက်ကြောင့်မလို့အလုံးတော်ဒီဖရာကိုလာရောက်ပူဇော်ကြတဲ့ အဲဒကာရကမရီလူငယ်တွေလူရွယ်တွေအနေနဲ့အထူးမှားကြကျင်တာကတော့ဒီကြီးကျင်ငယ်ဆွတ်နာအမိုက်တရိုက်တွေဆွန့်ကျစ်တာတွေအဲရည်ကြီးမှုနဲ့မသက်ဆိုင်တဲ့ပြုမှုပြောဆိုနေထိုင်ကြတာတွေကိုအထူးအားဖြင့်ဆင်ခြင်ကြပါလို့ဦးဇင်းကတော့တိုက်တွန်းကျင်တာပါ ုတ်ကဲ့ပါအဲကျွန်တော်နာမည်မင်းအောင်လို့ခေါ်ပါတယ်အဲကျွန်တော်တို့အခုကျွန်တော်ညောင်မျိုးနဲ့ညောင်ငန်းကြီးပါလာရောက်ပြီးတော့ဒီမှာပုအနန္ဒဘုရားပွဲတော်ဘုရားပုဘုရားပုဒီနေ့ပွဲတော်ကြီးကိုလာရောက်ပြီးတော့ကျွန်တော်အခုလို့ကဲပြေတော်ပါပါနဲ့ရှင်းလန်းရှင်းလန်းမပြတ်အောင်ပေါ့ကျွန်တော်ရဲ့မိဘဘဝတွေအနေနဲ့ကကျွန်တော်လာရောက်ရှင်းဖြစ်ပါတယ် Okay. Hello. Hello. Mingla ba. Mingla ba. Um, I'm Nicole from Germany. Mingalava, hello. I'm, um, Christina from Germany too. Mm -hmm. ဲ့ကြောင့်ဒီအမွေအနှစ်ကိုလည်းကျွန်တော်စဉ်ဆက်မြက်ဆက်လက်ပြီးတော့ကျွန်တော်တို့တွေထိန်းသိမ်းတောင်းလျှောက်ခဲ့သလိုလောင်လာနှုတ်သားတွေလည်းဒီအန္တမြတ်စွာဘုရားရှင်ဖြစ်ရေရှိဒီတန့်ခိုင်မြဲပြီးတော့ဤပွဲတော်ကြီးကိုလည်းနေ့စဉ်နေ့တိုင်းစရတဲ့ဘုရားဒီကားတိုင်းမြတ်စွာကျင်းပနိုင်အောင်ဆောင်ရွက်ဖို့လောင်လာနှုတ်သားတွေ ဒီလက်ဆက်နေပြီးတော့ကျွန်တော်တို့ရန်နေပြီးတော့ကံလန်ဆောင်ရွက်သွားဖို့လိုပါတယ်အဲ့တော့နောက်ကျွန်တော်တို့ရဲ့အဲမျိုးဆက်သစ်ကြီးအနေဒီလိုကျွန်တော်တို့တွေအတိအမှတ်ပြုပြီးတော့ဒီအရဏာမြတ်စွာဘုရားကြီးရင်ကျေးမှုအမွေနှစ်ဒီမပမြောက်အောင်မဝေပြောက်အောင်အားလုံးရဲ့ဝိုင်းဝန်းပြီးတော့ကုညီပူပေါင်းဆောင်ရွက်ပါလာခြင်းဒါကျွန်တော်တို့ဒီရေရှည်တည်ဆမှာဖြစ်ပါတယ်တို့ဘာလို့ကြောင့်အားလုံးတော့ကျွန်တော်တို့ ကျေသူပြီးသားပေါင်းလို့ပါလေဘုရားကြီးကိုကျွန်တော်တို့ကျွန်တော်တို့တို့လူဝိုင်းဝဲကူညီပူပေါင်းဆောင်ရွက်ကြပါလို့ကျွန်တော်တို့အဲမှာကြချင်ပါလေခင်ဗျာနောက်ကဟိုတုန်းကတော့ဒီနာလဲဝိုင်းနေဆိုတာကလဲနေနေပဲလာကြတာဒီနောက်ပိုင်းကတော့လဲဒီကလည်းတပြေးပြေးနဲပြီးတော့ရွာတွေကလည်းထော်လာကြီးတွေထောင်းပြီးတော့အဲမိသားစုတွေလာစံ9ရက်10ရက်လောက်ကနေစပြီးတော့ လာပြီးနေလာပြီးတော့တရက်နေရှိကိုလာပြီးတော့ဒီမှာပဲဖြစ်သလိုချက်ပြုတ်စားတော့ပြီးတော့ဒီပထမပွဲကြီးကိုနေ့စဉ်သူတို့နေ့စဉ်နေ့စဉ်လာပြီးတော့ပူဇော်ကြတယ်ပေါ့အဲသူတို့ကောက်ပဲတိနိုင်နေဆိုင်ကြလို့ရတယ်ပဲလော်ရီအဲရွာမှာထွက်တဲ့ကုံဒီကောက်ပဲတိနိုင်နေတဲ့ပေါ့ပြောရရင်ကောက်ပဲတိနိုင်နေတဲ့ပဲလာပြီးတော့ပူဇော်ကြတော့ပေါ့အဲဒီလိုပဲကြားကြီးကိုရှိဖို့ဒီလူကြတယ်အဲနောက်တော့ကဟိုရှိသပိတ်တွေ တွေ့ကြတယ်ပေါ့ခြေပြားတွေတက်လူကြတယ်ဘုရားပူဇနီးယပွဲတော်ကြီးကိုဆက်လက်ကျင်းပပူဇော်ဖို့ရာဆိုတာကအဲဒီတမျိုးနယ်လုံးမှာရှိတဲ့ဒိဋ္ဌကံဤသူလူတို့ဒီအကုန်လုံးမှာလည်းတာဝန်ရှိတယ်လို့ဒီပက္ခညာဥမှာရှိတဲ့ယဟန်တန်ကတော့သုတိပြတ်တွေမှာလည်းတာဝန်ရှိတယ်ပေါ့အဲအထူးအပြင်ပို့ပြီးတော့တာဝန်ရှိဆုံးကတော့ဒီဒီတော်မြတ်ကြီးရဲ့ ဟိုဘောပကပေါ့ဘောပကဘွက်ဝင်လူကြီးကြီးကလည်းနှစ်စဉ်မပြတ်ဒီဖရာကြီးကိုဒီလိုပဲနှစ်စဉ်ဗုဒ္ဓပူဇဏ်ရပွဲတော်ကြီးကိုဒီထက်မှာကစီကားတိုက်မြအောင်ဆက်လက်ပူဇော်နိုင်အောင်ရိုးရာလည်းမပြတ်အောင်မြမရည်ကြီးမှုထုံးလန်းစင်လာလည်းမပြတ်အောင်ဆက်လက်ပူဇော်နိုင်ဖို့ရာစီမံဖို့ရာတွေကတော့အဲဘောပကလူကြီးမင်းများတွေနဲ့ဒီရှေ့ကလက်ရှိပကံကြောင့်ဆရာတော်တန်ဃာတော်များရဲ့ဥဆောင်မှုနဲ့ဩဝါဒနဲ့အညီ ဆက်လက်လှုပ်ဆောင်ပြီးတော့အဲလှုပ်ပါမယ်ဆိုရင်တော့ဒီလိုဗုဒ္ဓပူဇနီးယပွဲတော်ကြီးကနေ့စဉ်ပဲပြတ်ဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ကြမှာပေါ့အေတေကံလေပိဋကအသေမေသာသစ္စာဓမ္မကာလနိသမံဒါပေမဲ့လည်းရှင်နေပေါင်းများစွာကလေးကရှိခဲ့တဲ့မြမတို့ရဲ့ပကံရင်ကျင်းမှုအစင်လာကောင်းတွေကို လူငယ်မျိုးဆက်တွေလက်ဆင့်ကမ်းထိမ့်သိမ့်ဖို့လိုအပ်နေပါသေးတယ်ခမညာ